ရန်ကုန်မြို့အောင်မင်္ဂလာအဝေးပြေးကားဝင်းမှာအိမ်စည်းနဲ့တက်စီကားတွေကိုဖမ်းဆီးပြီးတော့ငွေတောင်းရမ်းနေတဲ့အဖွဲ့အစည်းတွေရှိနေကြောင်းသတင်းတွေထွက်ပေါ်လာခဲ့။ စပါကြမီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာအခုဒီခေါက်မှာဆိုလို့ရှိရင်တော့ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်မှာရှိတဲ့အောင်မင်္ဂလာအဝေးဘေးကာဝန်းထဲမှာ AC ကားနဲ့တက္ဆီကားတွေကိုအဖွဲ့အစည်းတချို့ကဖမ်းဆီးငွေတောင်းမှုတွေရှိနေတယ်ဆိုပြီးတော့လည်းရင်မောင်းတွေထံကနေပြီးတော့သိရှိရတာဖြစ်ပြီးတော့ဒီသတင်းကြောင့်ဆိုလို့ရှိရင်တော့ဖြစ်လူမှုအရေးဆိုရှယ်မီဒီယာစာမျက်နှာထပ်ပေါ်မှာမျှဝေမှုတွေမြင့်တက်နေပြီးတော့ထောက်ခံ ပြောဆိုမှတ်ချက်တွေလည်းရှိလို့နေတာလည်းဖြစ်ပါတယ် အောင်မင်္ဂလာကအဝေးပြင်းဝင်းဟာရန်ကုန်တိုင်းပုပ်ပလီကတည်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC ရဲ့ကုကဲမှုအောက်မှာတည်ရှိနေတာဖြစ်ပြီးခုလိုမျိုးဖမ်းဆီးနိုင်မှုအတွက်စီကန်းချက်တမတ်ချက်တစုံတရာထုတ်ပြန်ထားခြင်းမရှိဘူးဆိုပြီးတော့လဲတည်ရှိရတာဖြစ်ပြီးတော့ကားပါကင်ဆိုလို့ရက်တာကားပေါ်ကလည်းမဆင်ရသေးဘူးလိုင်စင်ကိုလာသိမ်းသွားတယ်ဘာလို့လဲမေးတော့ကားကြီးရက်တဲ့နေရာတယ်အမှန်ဆိုဒီလိုရက်လို့မရဘူးပြောပြီးတော့ထွက်ခိုင်းလို့ရတာကို ဂိတ်တမှာလိုင်စင်လာရွေးပါတယ်ဒါနဲ့ဂိတ်တကိုသွားတော့မရက်ရတဲ့နေရာမှာရက်လို့9000နဲ့လိုင်စင်တစ်လပိတ်မယ်တယ်မပိတ်ချင်ရင်နောက်ထပ်3000ပေးရမယ်ဆိုလို့ပေးခဲ့လိုက်ရပါတယ်စသဖြင့်ရင်မောင်းတို့ရဲ့ပြောဆိုမှုတွေကသိရှိရတာဖြစ်ပြီးတော့အဲ့ဒီကာဝင်ကြီးတဲ့ကိုခီးတဲ့အချို့အဖို့လာရောက်ကြတဲ့အိမ်စီးကားတွေတစီကားတွေဟာကားရက်ပြီးစက္ကန့်ပိုင်းမိနစ်ပိုင်းတွင်မှဖမ်းဆီးခံနေရတာဖြစ်တဲ့ဆိုပြီးတော့လဲထောက်ဖို့ပြောဆိုမှုတွေကသိရှိရတာဖြစ်ပြီးကျမတို့ကတော့3စက္ကန့်တကယ်မကြာလိုက်ပါဘူးကားဘောကနေပစ္စည်းချနေ ေတုန်းလာဖမ်းတာခံလိုက်ရပါတယ်။ဘာလို့ဖမ်းတာလဲဆိုတော့ driver နဲ့ကားကင်းကွာလို့လေအထွက်ဂိတ်ဝန်းရဲကင်းမှာပတ်စံ5000ဆောင်ရပါတယ်။သူတို့အမှတ်တမ်းထဲမှာတော့ထိုင်ကုန်ကပတ်မပတ်လို့ဖမ်းတာဆိုပြီးတော့ရေးပြန်ပါတယ်။ ဘာလို့အဲ့လိုရေးရတာလဲမေးကြည့်တော့အမှုငယ်အောင်လုပ်ပေးတာလို့လည်းပြောတယ်လို့ကိုတွေ့ကြုံခဲ့သူတဦးရဲ့ပြောဆိုမှုတွေကသိရှိရတာဖြစ်ပြီးတော့အဲ့ဒီအဝေးပြေးကားဝင်းထဲမှာကားကိုဖြင်းချင်းစွာမောင်းရင်ကားကိတ်ရှာနေတာကိုလည်းအဖမ်းခံရတယ်လို့ခီးတဲ့အတင်ချလုပ်နေတဲ့အတွက်ကားရက်ထားမှာကလည်းကားလေးပိန်းလုံးရက်ထားတာကြောင့်ဆိုကဖမ်းဆီးတာတွေလည်းရှိနေတယ်ဆိုပြီးတော့လည်းရင်မောင်းနေရဲ့ပြောဆိုမှုတွေကသိရှိရတာဖြစ်ပြီးတော့အဲ့ဒီလိုဖမ်းဆီးခံရပါကအ ਨੇ ကျုံငွေကျပ်9000ကနေတသိန်းထိတောင်းယူမှုတွေရှိနေပြီးညှိနှိုင်းမှုအဆင်ပြေ င်တော့9000 3000ကျက်ကျက်သသိန်း9000ကျပ်ပေးရတယ်ဆိုပြီးတော့လည်းသိရှိရပြီးတော့သူတို့ဘက်ကနေပြီးတော့ချက်လန်မဖြတ်ပါဘူးပတ်စံမဲတောင်းတာပါအခုအချိန်ကအဲ့တဲ့လိုင်းလဲသွားမကြိုရဲသလို တွားလဲမပုတ်ရဲဘူးဖြစ်နေပါတယ်အဝေးဘေးကားကိတ်ကလာကြတဲ့လူတွေထဲမှာကလေးတငယ်လူငယ်လူကြီးတကြီးရွယ်အိုယဟန်တန်ကလူမမာကိုဝင်းဆောင်အစုံပါလာပါတယ်ပြီးတော့အထုပ်ပိုးတွေလည်းပါပါတယ်ရက်တင်ချကိုတောင်မှလက်မခံတာကတော့လွန်းလွန်းပါတယ်ရန်ကုန်နိုင်ငံတကာလေစိတ်ကတောင်ရက်တင်ချကိုလက်ခံပါတယ်အောင်မင်္ဂလာအဝေးဘေးကတော့တော်တော်ကိုစိုးနေတာဆိုပြီးတော့လည်းပြည်သူတို့ရဲ့ထုတ်ဖော်ပြောဆိုမှုတွေကသိရှိရတာဖြစ်ပြီးတော့အခုလိုမျိုးကြုံတွေ့နေရတာတွေကြောင့်တစီသမားအများစုကအောင်မင်္ဂလာအဝေးဘေးကိုခီးတယ်လိုက်မပို့တာတွေလည်းဖြစ်လာတယ်ဆိုပြီးတော့ ောဆိုမှုတွေရှိနေတာလည်းဖြစ်ပါတယ် ဒါကြောင့်မို့လို့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အခုချိန်မှာလူမှုကွန်ရက်ဆိုရှယ်မီဒီယာထပ်ပေါ်မှာမျှဝေမှုတွေများပြားနေပြီးတော့ပြောဆိုမှုမှတ်ချက်တွေထဲမှာဆိုလို့ရှိရင်တော့ဒီဖြစ်စဉ်ဟာအမှန်တကယ်ဖြစ်တယ်ဆိုပြီးတော့အများပြည်သူတွေကထောက်ခံမှတ်ချက်တွေပြုနေကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဖြစ်စဉ်အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စူပါဂျောမီဒီယာပရိသတ်ကြီးတို့လည်းမတိလိုက်ရမရှိရလေအောင်ပေါ်ပြတင်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရဲ့အတွေ့အမြင်ထင်တွေကိုလည်းဒီဗီဒီယိုလေးအမှတ်ချက်လေးမှာရေးပေးသွားနိုင်ပါတယ်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းအကြောင်းအရာများနဲ့တကွပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့ကြီးကြည့်ရှုအားပေးကြတဲ့ ဲ့ဒုတိယချိန်တိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါရခင်ဗျာ